တော့ကိုတိလက်ရောက်လုတ်ပိုင်ခွင့်မရှိဘူးလေဟုတ်တယ်နော်ကျမတို့မကြင်နဲ့ကြလို့ခလီခလီချင်းမကြင်နဲ့ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလေဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတိလက်ရောက်ကြီးလုတ်ဆရာအကြောင်းမရှိဘူးအဲ့မှာခုနအရိုက်ခံရတဲ့ခလီမလေးကတော့ចောင်းတက်ပြီးចောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်တန်ရရတဲ့ trauma ဖြစ်တဲ့ចောင်းမတက်နိုင်ခုနကအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ခလီတွေကတော့ចောင်းနဲ့တက်တယ်ဆောင်းမွဲလဲဖြေတယ်တဲ့ကိုကိုစော်ကားရင် ကိုကိုလုတ်တဲ့ပုံစံမျိုးကိုပြန်လုံရမှပင်အဲကိုသားသမီးပြန်လုံလိုက်ရမှပဲကိုသားသမီးရဲ့စိတ်ဒဏ်ရာလည်းပြေပြောင်းနိုင်မယ်အဲ့တော့ကိုကိုလူရှိမှလုတ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လုတ်ချက်တယ်ဒီနေ့မှာကျွန်တော်မိတ်ဆွေမျိုးအောင်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့လက်တော့ line မှာပြန့်နေတဲ့မျောင်းများမျိုးဟာဖြစ်စဉ်လေးပဲဖြစ်ပါတယ်အာမျောင်းများမျိုးကအထက်က6မှာဆိုရင်ကျွန်တော်ចောင်းသူတူဦးတွေကိုចောင်းသူ9ယောက်လောက်កောက်ခွိုင်းပြီးတော့ဒါအနိုင်အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ဗီဒီယိုဖိုင်လေးရဆိုရင်လက်တော့ line ပေါ်မှာပြန့်နေလာတဲ့အတွက်ကြောင့်မို့ အကျွန်တော်တို့ဒါပွဲတိုင်းလို့လို့အမြဲတမ်းလို့လို့ဝင်ပြောတတ်တဲ့အမှားအမှန်ကိုဝင်ရောက်ပြီးတော့ဝေဖန်သုံးသပ်တတ်တဲ့ဒါအမအလီမွန်တင်ရဲ့ဗီဒီယိုဖိုင်ဒီပဲဖြစ်ပါလေဒီဗီဒီယိုဖိုင်ထဲမှာဒီအမအလီမွန်တင်ဟာဆိုရင်ဘလူတွေဝေဖန်ပြရမလဲဘလူတွေသုံးသပ်မလဲဆိုတာကျွန်တော်တို့ကြည့်တော်မှာပဲဖြစ်ပါလေကြောက်ရွံ့လေးကိုဆုံးလိုက်ပါကြည့်ရှုပေးပါအောင်နော်အဲ့တော့ကျွန်တော်တို့လေမနေ့ကကျွန်မနင်းနေလေးတည်တည်ချာချာနဲ့ရေးရေးလေးလေးနဲ့မပြောရအောင်အခုတည်တည်ချာချာနဲ့ရေးရေးလေးလေးနဲ့ပြောချင်လို့မလို့အာအခုဒီမြောင်းမြအထက်က6ကဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမနေ့ကကျွန်မလည်း ကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တဲ့ကကြတော့စပိန်လေးနဲ့ကောင်မလေးကိုတခါနဲ့တယောက်ပြီးတယောက်ပါးတွေဖြောင်းကနေဖြောင်းကနေနဲ့ခြားကြတာ เนาะฉကြတာฉကြတာฉကြတာဆိုတော့ဘယ်လိုအကြောင်းအကျောင်းနဲ့ဘယ်လိုတွေတယောက်နဲ့တယောက်နဲ့ဟိုဘယ်လိုခေါ်မလဲရန်ညိုးရန်စားတွေရှိလေတလဲတော့ကိုလည်းမသိဘူးပေါ့เนาะဆိုတော့ဒါပေမဲ့လည်းတယောက်နဲ့တယောက်နဲ့ကိုတိလက်ရောက်လုပ်တယ်ဆိုတော့ကိုတိလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလေဟုတ်တယ်เนาะကျွန်တော်တို့မကြည်နဲ့ကြလို့ခလီခလီချင်းမကြည်နဲ့ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလဲဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတိလက်ရောက်ဒီလုပ်เสียအကြောင်းမရှိဘူးအဲ့တော့ဟို လိုက်ဖက်ကြည့်လိုက်လိလာကြီးဟိုလူဒီလူတင်တဲ့ post တွေကိုကြည့်ကြည့်တဲ့ခါကျတော့လက်ရှိဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူးမနစ်တုံးကစာတင်နှစ်တုံးကဖြစ်တဲ့ဖြစ်စဉ်လို့လည်းဒီလိုမျိုးလေးပြောတယ်အဲ့တော့မနစ်တုံးကဖြစ်တဲ့ဘင်ဟာအမှန်လဲတော့မသိဘူးပေါ့နော်ကျွန်တော်တို့ကလည်း line ပေါ်မှာတွေ့ရတဲ့သတင်းကိုပဲပြောရတာဟုတ်ဆိုတော့မနစ်တုံးကစာတင်နှစ်ကဖြစ်တဲ့ဖြစ်စဉ်တဲ့အဲ့ဒီမှာဖြစ်တဲ့ဖြစ်စဉ်မှာခုနအရိုက်ခံရတဲ့ကလေးမလေးကတော့ကြောင်းတက်ပြီးကြောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်ဒဏ်ရာရတဲ့ trauma ဖြစ်တဲ့ကြောင်းမတက်နိုင် ခုနကအုံစုဖွဲ့အနိုင်ကျင့်တဲ့ကလေးတွေကတော့ကြောင်းနဲ့တက်တယ်ဆောင်းမွဲလည်းဖြေတယ်တဲ့ဆောင်းမွဲလည်းဖြေနိုင်တယ်ပေါ့အဲ့တော့ကျွန်မခုနပြောသလိုပေါ့အမှန်တရားအတော်အဲတာဝန်ရှိတဲ့လူကြီးမင်းများကတေးသေးချာချာမင်းမြန်းစုံစမ်းစီစစ်ပြီးတော့မှအ အရေးယူပေးတဲ့နည်းနော်ဆိုတော့ကာယကံရှင်မိမာတွေအနေနဲ့လဲဒါမျိုးကတော့ငြိမ်မခံသင့်ဘူးဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ်ဘယ်လိုအကြောက်တရားမှကိုမရှိဘဲနဲ့ရင်ဆိုင်သင့်တယ်လို့ကျွန်မဒီလိုမျိုးလေးဟိုတိုက်တွန်းချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေဟိုအမှန်တရားကလေးအတွက်အမှန်တရားရတဲ့တယ်တယောက်နဲ့တယောက်နဲ့ဟိုမတည့်လို့ပဲဖြစ်စေတယောက်နဲ့တယောက်နဲ့သူသွန်ကိုကျူးတွေဖြစ်လို့ပဲဖြစ်စေဒါပေမဲ့ဒီလိုမျိုးကြီးကိုတိလန့်ရောက်နေစော်ကားပိုင်ခွင့်လုတ်ပိုင်ခွင့်တော့မရှိဘူးဟုတ်တယ်နော်အဲ့တော့ ကျမကတော့ကျမသာမိဘနေရာမှာဆိုလို့ရှိရင်တော့ဘဲတောင်ရို့အထိတက်ရတက်ရကျမကတော့တက်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဓာန်ရာဟာကျမတို့ဟိုအလားတူ ဖြစ်စဉ်မျိုးပြန်ပြီးလှုပ်လိုက်မှပဲဒီစိတ်ဒဏ်ရာပြေပြောင်းနိုင်မှာမဟုတ်ရင်ဒီကလေးရဲ့စိတ်ထဲမှာတသက်လုံးစိတ်ဒဏ်ရာဖြစ်နေမှာเนาะကျမကသာဆိုရင်တော့ကျမသမီးကိုဒီလိုလာလှုပ်တယ်ဆိုကျမသမီးကဒီလိုပြန်လှုပ်ရမှာကျမကျေနပ်မယ်เนาะရှင်းရှင်းပဲဟိုအစင်တန်းမရှိဘူးလေစင်တန်းရှိတယ်လေလာမပြောနဲ့เนาะလာမပြောနဲ့ကိုကိုစော်ကားရင်ကိုကိုလှုပ်တဲ့ပုံစံမျိုးကိုပြန်လှုပ်ရမှပဲအဲကိုသားသမီးပြန်လှုပ်လိုက်ရမှပဲကိုသားသမီးရဲ့စိတ်ဒဏ်ရာလည်းပြေပြောင်းနိုင်မယ်အဲ့တော့ကိုကိုလူရှိမှလှုပ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လှုပ်ချင်တယ် ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကရမှာတိုးတိုးတိတ်တိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကရကန်ရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျွန်မတို့ပြောချင်တယ်အမှန်တရားတိုင်းပဲဖြစ်ပါစေပေါ့နော်ရှင်တော့အခုဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဟိုဒီဘက်နောက်ပိုင်းဆိုရင်ဒီလိုဖြစ်စဉ်ဖြစ်ရတဲ့အများကြီးဖြစ်တယ်နော်ဟိုတလောကဆိုလည်းဒီလိုပဲတော်တော်လေးကြင်ရထားတယ်အာဆရာဆရာမတွေနဲ့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရတဲ့ပေါ့ဒါကတော့နှစ်ဦးနှစ်ဖက်အခြေအနေတွေအများကြီးရှိမှာပေါ့လေဆိုတော့ဒါပေမဲ့အကြောင်းကားတွေ ်လူငယ်တွေအနေနဲ့ကလည်းဂါရောစာနိဝါဒေါစာလေးတွေကလည်းအားလေးနည်းနည်းနည်းလာတယ်เนาะဆိုတော့အာပြောရမယ်ဆိုလို့ရှိရင်เนาะ လက်ဦးစရာမိတိုင်းဆိုတာပုတ်ပါစရိယာမိနဲ့ဖပဲပေါ့နော်ကျွန်တော်တို့ကတော့ဒါလေးပဲပြောချင်တယ်အဲ့တော့တယ်လီဖုန်းလေးတွေဆိုတာကအရွယ်မရောက်ခင်အရွယ်လေးတွေကိုနေရလက်ထဲမှာနေကိုအကုန်တယ်လီဖုန်းကိုစီလေးတွေနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကဘာကြီးနဲ့ရမ်းထိတွေးကြပါလေနော်ဆိုတော့ဒီတယ်လီဖုန်းလေးတွေထဲမှာပဲအချိန်လေးကုန်ပြီးတော့မှကြံတဲ့ဘာသာရေးအသည့်ဆိုတဲ့အရာတွေလည်းမရှိဘူးနော်အဲ့တော့မိဘတွေအနေနဲ့ကလည်းနေရာတိကျောင်းပည့်ရလိုဟာမျိုးလေးတွေမှာဒမတ်စကူးဆိုတာမျိုးလေးတွေကိုပို့တင်နေနော်အာမဟုတ်လို့ရှိလို့ရှိရင်လည်းယဉ်ကျေးမှုလေးတွေပေါ့ဒီလိုမျိုးလေးတွေကိုတင် जा ပေးတင်နေမပို့နိုင်ဘူးဆိုရင်တော့မိဘတွေကအဆိုးအဆုံးမတွေ မနေနဲ့ဒါတွေကိုတင် जा ပေးဖို့လိုအပ်တယ်เนาะဘာသာရေးအသည့်တွေခုနကပြောတဲ့လူကြီးသူမကိုယူသိလေးစားရတယ်ဆိုရင်ဟာရင်ဟီဒီအော်တပတွေเนาะနောက်တစ်ခါ38ဖြာမင်္ဂလာနေเนาะကျွန်တော်တို့လူကြီးသူမနဲ့ဆိုလို့ရှိရင်ခြေလမ်းကိုရှက်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 မလျှောက်ရတာတို့ထမင်းကိုပလက်ပလက်မစားရတာတို့ထမင်းလက်နဲ့နေစားရင်လက်စစ်ကိုမကြုံရတာတို့ဒါမျိုးတွေကျွန်တော်တို့ငငယ်ရဆိုเนาะစီးစနစ်တကျနဲ့ကျွန်တော်တို့တွေကကြီးပြင်းနေရတယ်ဒီဘက်ခေတ်ကတော့အာမိဘတွေကိုယ်တိုင်ကလည်းကိုယ့်ရဲ့စားဝတ်နေရေးကိုရုန်းကန်ရတာတွေကတပါး ုင်းပေါ့နော်ဆိုတဲ့ခါကျတော့အာတိတ်ပြီးတော့မှ သားသမီးတွေနဲ့ဟိုအပြောအဆိုလေးတွေနေကုန်တာပေါ့နော်နေကုန်တဲ့ခါကျတော့ဖာတိဖာသားလေးတွေဖြစ်တယ်ကျွန်မလေးအခုဆိုလေးကြည်ရတယ်အများသောအားဖြင့်မိဘနဲ့သားသမီးရဲ့မြေတားချီနာမှုအားလေးတွေလည်းနေတယ်အဲ့တော့ ကျွန်တော်တို့လေဟိုဗုဒ္ဓဘာသာဝင်နေကပို့ပြီးတော့မှနည်းနည်းလေးပေါ့ယော်မှုအားလေးတွေပို့များတယ်လို့ကျွန်တော်ကဒီလိုလေးဖြစ်တယ်ကျွန်တော်တို့ကျန်တဲ့အစ္စလာမ်တို့ခရစ်ယာန်တို့ဆိုလဲခရစ်ယာန်ဆိုရင်တော့ဒါ Sunday school တွေเนาะသူတို့ကလေတနင်္ဂနွေနေ့တိုင်းချက်ကြောင်းတက်တာမျိုးလေးတွေကျွန်တော်တို့ဥပုံနေ့တိုင်းဥပုံမဆောင်ဖြစ်ဘူးเนาะနောက်တစ်ခါလေအစ္စလာမ်ဆိုလဲဒီလိုပဲသူတို့အရွယ်လေးတွေရပြီဆိုတာနဲ့တခါတည်းဘာသာရေးကျောင်းတွေသူတို့ပို့ပြီးတော့မှသင်ကြားစီတယ်ကျွန်တော်တို့စီကကြတော့ဗုဒ္ဓဘာသာတွေကကြတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဘုန်းကြီးကျောင်းခေါ်သွားရင်ကလေးတွေပြင်းမယ် ်ဘုံကြီးเจ้าခေါ်သွားရင်မျက်စိနှောက်မယ်လူကြီးတွေအတန်နေစူတယ်အနှောက်ရှက်ဖြစ်မယ်ဆိုပြီးတော့မှထားခဲ့တဲ့ကလေးတွေကိုခေါ်မသွားကြဘူးเนาะအဲဒါဘာဖြစ်လဲဆိုတော့ကလေးတွေကလေဒီဘာသာရေးနယ်ပယ်တွေနဲ့ဝေးလာတယ်အဲတော့အိမ်မှာအားရင်ဘာလုပ်လဲဆိုတော့ဂိမ်းချတယ်တယ်လီဖုန်းလေးတွေတကိုင်းကိုင်းနဲ့လှုပ်တယ်ဆိုတော့အဲတော့လေမိဘကတကယ်တကယ်အရေးရဲ့အကြောင်းရဲ့လို့စုဆုံးမှရင်လေမိဘရဲ့စကားနားထဲမှာမဝင်တော့ဘူးเนาะဆိုတော့သူတို့တွေဘာလုပ်လဲဆိုတော့ချတယ်ဟာတနက်ပြစ်တဲ့ဂိမ်းတွေတက်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 တချိန်လုံးဒီလူသက်ချင်တဲ့စိတ်တွေပေါ့เนาะဟာတခါတည်းကိုလေဟာရန် န်လိုတဲ့စိတ်တွေဖြစ်တာပေါ့နော်ရန်လိုတဲ့စိတ်တွေဘာဖြစ်လဲဆိုတော့ဂိမ်းကြီးထဲမှာတတ်အမဟိုဒီလိုဖြစ်တဲ့ခါကျတော့ရန်လိုတဲ့စိတ်တွေအဲ့တော့အာနောက်တစ်ခါလေးဟိုစိုးစုံးမှမလွယ်တော့ဘူးပေါ့နော်တို့လို့လေတို့ကနေတို့ဖာတိပါတာနေတော့တန်ရုံးစင်လည်းမချီနောင်တော့ဘူးကျွန်တော်တို့တွေငငယ်တော့ဆိုဒီလိုမဟုတ်ဘူးလေနော်ခစ်ကြီးတိုးတက်တာလဲတိုးတက်တာပေါ့ခစ်ကြီးမီတာလဲမီတာပေါ့မိဘနဲ့သားသမီးနှွေးထွေးမှုလေးတွေတော့မိဘတွေကတေးတေးချာချာလေးပြန်ယူဖို့လိုအပ်တယ်နော်ဆိုတော့လေအဲ့လိုမျိုးရဲ့နောက်ဆက်တွဲဒီမှာကလေးတွေကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့စိုးစုံးများရတယ်ခက်ခဲ င်းလာတယ်နောက်တခါစိတ်တွေကလည်းယုတ်ယင်းကြမ်းတမ်းလာတယ်เนาะအဲ့တော့ ခုနလိုပေါ့နောက်တစ်ခါကျွန်တော်တို့ကဘာကြီးနဲ့အရန်ထိတွေ့တဲ့ခါကျတော့ရုပ်ရှင်တွေရဲ့ influence တွေပေါ့အာရုပ်ရှင်တွေရဲ့မှာဆိုဒါ hotel on on saw ကဆိုရင်ကျောင်းမှာလုံးဝအနိုင်ကျင့်တာနော်လုံးဝအနိုင်ကျင့်တာအာအနိုင်ကျင့်တာမှာရဲရဲဆက်ဆက်ကိုအနိုင်ကျင့်တာအာတစ်ခါတည်းကိုအင်္ကြီးတွေကိုချွတ်ပြီးတော့ကိုရိုက်နှက်ပြီးတော့ကိုဒီလိုတွေအထိကိုအနိုင်ကျင့်တဲ့ရုပ်ရှင်ကားတွေနော်ဒီလိုဟာမျိုးတွေလည်းမြင်တွေ့ပြီးတော့မှဒါကလေးတွေဆိုတာကဆေကျော်သက်ဆိုတာကအရန်အတုမြင်အသက်တင်တယ်အတုခိုးလွယ်တယ်ပေါ့နော်ဟာတစ်ခါတည်းအချစ်ကားတွေကြည့်ပြီးတော့ရင်လည်းအချစ်ကားတွေဟာမင်းသားမင်းသမီးဖနှက်ကြိုးစီး ာဟာတို့ဒီမှာဒါအချစ်ကားတွေပေါ့အိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေဆိုလဲဟာအိမ်တော်ကြီးဖောက်ပြန်တယ်ဆိုတာဘာမှမဟုတ်တော့ဘူးဆိုတော့ပုံစံမျိုးထိကိုအိမ်တော်ကြီးဖောက်ပြန်ရင်ပဲခင်မိသလိုလိုเนาะအိမ်တော်ကြီးဖောက်ပြန်တာကိုပဲအာဘာမှမဟုတ်သလိုလိုเนาะအမလီအိမ်တော်ရှိနေတခါတည်းယောက်ျားမိန်းမရီးစားထားတယ်ဆိုတာကစကလုံးကိုတော့မှသုံးထုံးလိုက်ကြသေးတယ်เนาะဆိုတဲ့ကကြတော့အတူယူမယူတဲ့နေဟာတွေကိုအတူယူလွဲမှားကြတာပေါ့เนาะဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဆဲကြောတက်လေးတွေရဲ့အဓိကကတော့မိဘပေါ့เนาะမိဘမိဘ မိဘမှာမှအမေတွေပေါ့အမေတွေပါနေဖို့လိုတယ်အမေတွေအပြုံးဆိုမနေဖို့လိုတယ်နော် ်အမေတွေပြောဆိုဆုံးမနိုင်တော့မှဒါတန်ကြာကြမယ်ကိုကခင်မိတာလဲခင်မိတာဘိုးဆန်တာလဲဘိုးဆန်တာခုနလိုပေါ့ခလေးတွေဘမစကားမတက်ဘူးနော်ဘမစာမရေးတက်ဘူးဆိုအယံဂုံယူကြတယ်နော်ဆိုတော့မြန်မာလူမျိုးဟာမြန်မာစကားမတက်တာဂုံယူစရာကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတော့ဘာမှလည်းကြီးမြတ်သွားတဲ့ကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတဲ့ခါကျတော့အဲဖျားစာနေဆိုမရဘူး तू ကမြန်မာစကားတော့ကောင်းကောင်းမပြောတတ်ဘူးလေဒီလိုမျိုးလာတာနော်ဆိုတော့ဘာဆိုဘာမှမဆိုင်ကျမတို့သားသမီးတွေဆိုရင်ဘိုးเจ้าတက်ခဲ့တာပဲနော်ဘိုးเจ้าတက်ခဲ့ပြီ ော့မှနိုင်ငံသားကြီးတာပဲအမလီမြန်မာစကားကိုမှုတ်ထွက်နေအောင်ပြောနိုင်တယ်။မလီမြေတာတော့အလွတ်ရတယ်၊တန်ပုတ်တီအလွတ်ရတယ်၊၅ပါးတီလိုက်ရတယ်၊ဖျားရဲဆွေလို့ရှစ်တောင်းမျိုးတော့ပေါ့အကုန်တိတယ်။လူနေပဲဆိုင်တယ်။နော်။ကျင်လင်ရအတိုင်းအဝိုင်းနေပဲဆိုင်တယ်။ နော်မိဘရဲ့တင် जा ပြတာမှုနဲ့ကာယကံရှင်ကလေးရဲ့နာယူတင်ယူနာခံမှုနဲ့ပဲသက်ဆိုင်တယ်။ဘာမှဘိုးချောင်းထားလို့မြန်မာစကားမတတ်တာတို့ဘိုးချောင်းထားလို့မြန်မာလိုမပြောတတ်တာတို့မြန်မာစာမရေးတတ်တာတို့ဖျားစာတွေမစိုးတတ်ဘူးလို့မြန်မာစာရင်းရရင်သိစိတ်ညစ်တာလို့ဆိုတော့အဲ့ဒါအပေါ်တွေစောက်ပေါ်တွေလောက်တာနော်အဲ့တော့ကျမတို့သားသမီးတွေလည်းဘိုးချောင်းထားခဲ့ပြီးတော့မှနိုင်ငံခြားမှာကိုကြီးတာ နော်ဆိုတဲ့ခါကျတော့အဲ့တော့လေဟိုတိတ်ပြီးတော့လေအပိုတွေမလုပ်ကြပါနဲ့နော်အပိုတွေမလို့ဘိုးចောင်းထားတာလေဘိုးចောင်းထားတာမြန်မာပြည်မှာနေတာမြန်မာစကားနဲ့ပဲ communication လုပ်တာចောင်းမှာပဲပိုလို့များသောအဖြစ်ပြောကြတာပါနော်ဆိုတော့အိမ်မှာမိဘနဲ့လေကျမတို့မြန်မာလိုပဲ communication လုပ်တာပါအဲ့တော့မိဘကတေးတေးချာချာသင်မတေးတေးချာချာအာကျမတို့အသိပညာဘ ഹു တ္တအသက်ပညာအားဖြင့်စာသင်ကျောင်းကိုပို့ရင်အစင့်မြင့်ပညာတွေကိုသင်စေရင်အသိပညာအားဖြင့်လေဘာသာရေးအသိရိုးရာရင်ကျင်းမှုမိမိရဲ့ ဲ့ delete ထုံနှန်းစင်လာတွေကိုတင်ပေးပါเนาะဒါမြန်မာဟာမြန်မာပဲเนาะမြန်မာဟာမြန်မာပဲအေးအချင်းနေအကြောင်းအကြောင်းကြောင်းမလို့ American citizen ဖြစ်သွားရင်လဲကျွန်တော်တို့လေတိလာအဲ့ဒီ passport ထဲမှာလေ bombies ပဲเนาะမြန်မာပဲเนาะတိလာမြန်မာပဲ American မဖြစ်သွားဘူး American နိုင်ငံသားပဲဖြစ်မယ်လူမျိုးတည်မြန်မာပဲဖြစ်မှာเนาะ ိလားအယိုးပေါ်အယွမ်းမဖုံးနဲ့ဟာတွားပြီးတော့မှအင်္ဂလန်နိုင်ငံသားခံယူလိုက်လို့လေအင်္ဂလန်နိုင်ငံသားဒီနိုင်ငံသားမှာပဲအင်္ဂလန်နိုင်ငံသားဖြစ်မှာလူမျိုးမှာဘွန်မစ်မြန်မာပဲနော် တိလာအဲ့ဒါလေးကိုတိတိတ်ပြီးတော့မှလေအယန်းနေလဲဘိုမဆန်ညာနဲ့အယန်းနေလဲအောက်ချေမလို့ကြနဲ့မြန်မာဟာမြန်မာပဲဒါကြောင့်မလို့ကျွန်တော်တို့လေဒီဖျားရင်တရားတော်လေးငါးပါးတိလာလေး38ဖျားမင်္ဂလာလေးလူကြီးသူမကိုရိုတည်ဖို့လေကျွန်တော်မြန်မာရိုးရာရင်ကျင်းမှုတခါတည်းကိုအစင်လာလေးနော်ဟာတခါတည်းဟောတိတင်တိတိုက်တဲ့ဟာတွေကိုမိဘတွေကပြောဆိုတင် जा ပေးဖို့လိုအပ်တယ်ဘိုးကြောင့်မကလို့ဘိုးကြောင့်ရဲ့အဖေမှကြောင်းမှာပဲထားထားနော်ဆိုတော့ဒါလေးတွေတော့မိဘတွေမှာတာဝန်ရှိတယ်နော်မိဘတွေလို့ အဲ့လိုသားသမီးတွေရိုင်းနေလို့ပဲပြောပြရစီနော်ဟုတ်ကဲ့ကျွန်တော်တို့ဗီဒီယိုကဒီလောက်ပါခင်ဗျာဒါတော့ကျွန်တော်တို့ဒါတော့လော်လိုင်းမဟုတ်ပြန်နဲ့လာလိုက်တာမြောင်းမြမှုအထက်က6ကဖြစ်စလီနဲ့ပတ်သက်ပြီးတော့မိုင်းလေမွန်တင်းဟာဆိုရင်ဒါထင်မြင်စားချက်လေးတွေကိုဒါထောက်ပြသွားတာပဲဖြစ်ပါတယ်ဒီဒီချိန်မျိုးမှာဆိုရင်အမပြောသွားတာတော့ကျွန်တော်အမိပါတွေရဲ့စုဆုံးမှအဓိကပဲလို့ဆိုတာပြောပါပဲဖြစ်ပါတယ်ဒီထဲမှာဆိုရင်ဒါမပြောသွားတော့အရန်မှန်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါလက်ဥစရာမိနေဖပါပဲเนาะဒါဒီချိန်မျိုးမှာဆိုရင် မိဘတွေရဲ့စုစင်သုံးမမှုအားနည်းလို့လားဒီလိုမျိုးဖြစ်စင်နေရတာဖြစ်ကြတာပေါ့နော်အခုဆိုရင်လည်းကျွန်တော်တို့မနေ့ကတွေးလိုက်တဲ့ဖြစ်စင်ထဲမှာဆိုရင်ကျွန်တော်တို့ဒါမိကလေးတယောက်ကို9ယောက်လောက်အဆုပ်ဖွဲ့ပြီးတော့ဝိုင်းပြီးအနိုင်ကျင့်နေတဲ့အနေအထားမျိုးမှာနောက်မှမြင်တွေ့နေတဲ့သူတွေကလည်းတူတယောက်မှကုညီခြင်းမရှိဘူးပေါ့နော်အဲဒီလိုအချိန်မျိုးမှာလာနေတဲ့မိကလေးရဆိုရင်အခုချိန်မှာကြောင်းဆက်မတက်တော့မနဲ့အဆုပ်ဖွဲ့အနိုင်ကျင့်တဲ့မိကလေးတွေကတော့ဒါကြောင်းတက်သွားတယ်လို့လည်းဒါပြောသွားတယ်နော်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးဒါမိတ်ဆွေတို့ရဲ့ဒီမူစားချက်လက်ကွန်မန့်မှာရေးပါအောင်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆွေးနွေးကြမယ်နော်